မင်္ဂလာပါ Foundation Daisy YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်ရဲ့ manifestation ကိုအစာပေါင်းမြောင်များစွာမြင်စေမီဇကစုတစ်ခုအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဇကစုကသင်ရဲ့မသိစိတ်ကိုမြောင်များစွာပြောင်းလဲပေးနိုင်ပါတယ်ဒါအပြင်သင်ရဲ့ energy နေပေကိုလေးပြောင်းလဲပေးနိုင်ပြီးရင်အရင်ကထက်ပိုမိုမြင်ဆင်လွေကူပြီးရင်အားစိတ်စရာမလိုဘဲနဲ့ သင်လိုရှင်တဲ့အရာတွေကိုမြင်မြင်ဆင်ဆင်ရအောင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်ပထမအဦးဆုံးသိထားရမှာကတော့ manifestation ပြုလုပ်တဲ့အခါအဲ့ဒီ manifestation ဟာကျွန်ုပ်တို့လိုရှင်တာကိုပေးနေတာမဟုတ်ပါဘူး။ကျွန်ုပ်တို့ဖြစ်နေတာကိုပဲပေးနေတာဖြစ်တယ်။ကျွန်ုပ်တို့ဖြစ်နေတယ်ဆိုတာကကျွန်ုပ်တို့ရဲ့ယဉ်ထင်းမှာခံစားနေရတဲ့ခံစားချက်တွေအတိုင်းပဲ manifestation ကဖြစ်ပေါ်စေပါတယ်။ law on assumption အရာပြောမေဆိုရင်လေကျွန်ုပ်တို့ယူဆထားတဲ့အရာတွေဟာကျွန်ုပ်တို့ဘဝမှာပဲဖြစ်ပေါ်လာရပါတယ်။ဒါနဲ့ပဲသက်ပြီးဆရာကြီး never go ra ပြောတာကတော့ဗာလေးဆိုရင်ကျွန်ုပ်တို့ယူဆထားတဲ့ယူဆချက်တစ်ခုဟာမှားယွင်းနေရင်တောင်မှအဲ့ဒီယူဆချက်ကိုဆက်လက်ယူဆပေးနေပြီဆိုရင်အဲ့ဒီယူဆချက်ဟာအမှန်တရားဖြစ်လာပါလိမ့်မယ်တဲ့။ ဒီတော့ကျွန်တော်အနေနဲ့ကိုယူဆထားတဲ့အရာတွေကိုအမှန်တရားဖြစ်တည်တော့ယူဆပြီးရင်အဲ့ဒီယူဆချက်ကိုမြင်းမြင်းဆုပ်ကင်ထားမိဆိုရင်အဲ့ဓာတွေဟာအမှန်တရားဖြစ်လာပြီးရင်အဲ့ဒီယူဆချက်အတိုင်းပဲကိုယ်ဘဝမှာဖြစ်ပေါ်ပြောင်းလဲလာမှာဖြစ်တယ်။ဒီလိုဆိုရင် ကိုယူဆထားတဲ့အရာဟာကိုလိုရှင်တဲ့အရာလားကိုမလိုရှင်တဲ့အရာလားကိုတော့မိမိကိုယ်ကိုစစ်ဆေးဖို့တော့လိုပါတယ်။ ကိုမလို့ရှင်တဲ့အရာကိုဆက်လက်ယူဆထားမေဆိုရင်ကိုဘဝမှာမလို့ရှင်တဲ့အရာတွေကိုပဲဆက်လက်ဖန်တီးနေမှာဖြစ်တယ်။လို့ရှင်တဲ့အရာတွေကိုဆက်လက်ယူဆထားမေဆိုရင်ကိုဘဝမှာလို့ရှင်တဲ့အရာတွေကိုပဲဆက်လက်ဖန်တီးနေတာဖြစ်တယ်။ပြီးရင်မိမိကိုကိုပြောနေတဲ့စကားတွေကိုယ့်ရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့အရာတွေဟာကိုယ့်ရဲ့ပြင်ပ ရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာဖြစ်ပေါ်လာမယ့်အရာတွေဖြစ်တယ်။အဲ့ဒီတော့ကိုပြောနေတဲ့စကားလုံးတွေကဗာလေကို့အနေနဲ့မိမိကိုယ်ကိုဘလို့အတီးပြူပြီးပြောနေတယ်။အဲ့ဒီလိုအတီးပြူပြီးပြောနေတဲ့အချိန်မှာဘလို့ခင်စားရလေ။အဲ့ဒီခင်စားချက်ဟာကိုနဲ့ထိုက်တယ်သလား။စုံတစ်ခုခုနဲ့ပတ်သက်လို့ကို့စိတ်ထဲမှာတင်တရားတွေဝင်နေတယ်ဆိုရင်လေအဲ့ဒီတင်တရားဆိုင်ဟာကိုလိုရှင်တဲ့အရာနဲ့ကွာဟာမှုရှိနေဆိုတာကိုပြသနေတာပဲဖြစ်တယ်။ ဆိုလိုတာကိုလိုရှင်တဲ့အရာနဲ့ပဲတဲ့လို့ကိုယ့်ရဲ့လက်တွေ့ဘဝမှာကွာဟမှုတွေရှိနေပါတယ်။ကိုယ်စိတ်ထိမှခင်စားနေရတဲ့ခင်စားချက်အဲ့ဒီစိတ်ခင်စားချက်မှာစွန်းအားတွေရှိပါတယ်။အဲ့ဒီစိတ်ခင်စားချက်ရဲ့စွန်းအားတွေအကြောင်းကိုနည်းနည်းပြောပြပါမယ်။အခါတလေကိုလိုရှင်တဲ့အရာတွေအတွက်ကျွန်ုပ်တို့ဟာအတီးပြုစကလုံး affirmation တွေရွေးဆိုကြတယ်။အဲ့ဒီလိုရွေးဆိုကြတဲ့အခါကျွန်ုပ်တို့အနေနဲ့ထက်ခါတလေလေးပြောနေကြတယ်။ ဒါပေမဲ့ manifestation ပြုလုပ်တယ်ဆိုတာ affirmation ကိုဘယ်နဲ့ကြံရွက်တွေဘလောက်ပြုလုပ်တယ်ဆိုတာနဲ့မသက်ဆိုင်ပါဘူး။အဲ့ဒီ affirmation ကိုရွှေ့ဆိုနေတဲ့အခါလွှမ်းမိုးနေတဲ့ကိုယ့်ရဲ့စိတ်ခင်စားမှုအရှိအနေနဲ့ပဲသက်ဆိုင်ပါတယ်။အဲ့ဒီစိတ်ခင်စားမှုရှိနေတဲ့အရှိအနေကပဲသင်ဖန်တီးမိအရာပဲဖြစ်တယ်။ ဒါပေမဲ့လူတော်တော်များများမှာမှားယွင်းပြီးလွေးချုံနေကြတဲ့အရာတွေရှိတယ်။အဲ့ဒါကလူတွေကဘီရှင်ဘိုးတွေတီးကြတယ်၊ affirmation တွေရွေးကြတယ်။ဒါပေမဲ့စိတ်ခင်စားချက်ကိုခင်စားဖို့အချိန်မယူကြဘူး။အမင်းတကယ်အရေးကြီးတာကလူရှင်တဲ့အရာကိုရပြီးပြီဆိုတဲ့စိတ်ခင်စားချက်၊ကိုယ်စင်တာပြေဝါသွားပြီဆိုတဲ့စိတ်ခင်စားချက်တွေကိုခင်စားဖို့ကပဲအရေးကြီးတယ်။ ဆရာကြီးနေဘဂိုဒာရေးသားတဲ့စာအုပ်တုပ်ရှိပါတယ်။အဲ့ဒီစာအုပ်က Feeling is the Secret လို့ခေါ်ပါတယ်။စိတ်ခင်စားချက်ကရှုပ်ဝဲချက်ပါပဲတဲ့။အဲ့ဒီစာအုပ်ဟာစာအုပ်နာမည်တသက်မဟုတ်ပါဘူး။ဒါဟာ Manifestation Formula ဖြစ်ပါတယ်။ဒါဟာကျွန်ုပ်တို့အတွက်အ నే ချင်းဆုံးသောစင်တာတွေအိမ်မက်တွေရေမဲရှဲတွေကိုဖန်တီးဖို့အတွက်တော့ရှဲပေးဖြစ်ပါတယ် ဖိတ်ခင်စားခြင်းကိုခင်စားတဲ့အခါလိုရှင်တာတွေရရှိပြီးသားဖြစ်နေပြီးကိုဖြစ်ရှင်နေတာတွေဖြစ်နေပြီးပြီဆိုတဲ့စိတ်ခင်စားချက်ကအထူးအရေးကြီးပါတယ်။အဲ့ဒီခင်စားချက်တွေဟာကိုလိုရှင်တဲ့အရာကိုရခဲ့တဲ့အခါခင်စားမိခင်စားချက်တွေဖြစ်တဲ့ဒါကြောင့်အခုရှင်းရှင်းလက်ငင်းအချိန်မှာပဲအဲ့ဒီခင်စားချက်ကိုခင်စားဖို့လိုပါတယ်။ကာအသေးကိုစောင့်မနေပါနဲ့။လိုရှင်တဲ့ relationship တွေကိုစောင့်မနေပါနဲ့။လိုရှင်တဲ့ အဲ့ဒီ merry proposal တွေကိုစောင့်နေပါနဲ့အဲ့ဒါတွေကို လိုရှင်ပြီဆိုရင် အခုရှက်ရှင်းရနေပြီဖြစ်နေပြီတော့ခင်စားလိုက်ပါကိုဘွားမှာလိုရှင်တဲ့ငွေကြီးတွေကလေကိုစီကို ရောက်လာဖို့စောင့်နေပါနဲ့လိုရှင်တဲ့အလုပ်လိုရှင်တဲ့ရာထူးတိုးတာတွေကိုလေစောင့်နေပါနဲ့အခုရှက်ရှင်းပြီခင်စားလိုက်ပါအဲ့ဒီစိတ်ခင်စားချက်တည်ပင်းရင် manifestation ရဲ့ show ရဲ့ဖြစ်ပါတယ် ဒီလိုဆိုရင်အဲ့ဒီစိတ်ခံစားချက်တွေကိုကောင်းမွန်စွာခံစားနိုင်ဖို့ဒီဗီဒီယိုထေးမှာမှော်ဆင်တဲ့စကားစုကိုပေးပါမယ်ခုဒီဗီဒီယိုမှာမျှဝေပေးမိစကားစုကိုမှတ်သားထားပြီးရင်နေ့စဉ်နေတဲ့အသုံးပြုမိဆိုပါကကိုယ့်ရဲ့ manifestation ဟာအရင်ကိုမြင်ဆင်လာတာကိုတွေ့ရပါလိမ့်မယ်။ဒီလိုဆိုရင် manifestation မှာကြံ့ကြာနေတဲ့သူတွေစဉ်းစားတွေးတောရမှာကတော့ ငါဟာလိုရှင်တဲ့အရာကိုရဖို့ manifestation ပြုလုပ်တဲ့အခါအချိန်အကြာကြီးပြုလုပ်နေရတယ်။ဒါပေမဲ့ငါဘာမှမဖြစ်ခဲ့ဘူး။အခုတော့ဒီစကားစုကိုစလို့အသုံးပြုလိုက်တာနဲ့တပြိုင်တည်းငါရဲ့ manifestation အဆင်ပြေသွားပြီ။အရာအလုံးငါစီကို ရောက်လာတော့မယ်။အဲ့ဒီလိုစဉ်းစားပေးပါ။ဒီလိုဆိုရင်အဲ့ဒီမှော်ဆင်တဲ့စကားစုကတော့ဒီလိုခံစားရတာကိုငါသဘောကျပါတယ်။ ဒီလောက်နေပါပဲဒီစကားစုဟာတင့်ရဲ့အရှိအနေကိုလုံးဝပြောင်းလဲပေးသွားမှာဖြစ်တယ်တင့်ရဲ့မသိစိတ်ကိုလေပြောင်းလဲပေးသွားမှာဖြစ်တယ်ပြီးရင်တင့်ရဲ့ manifestation ဟာအရင်ကတည်းကအစပေါင်းမြောက်များစွာပုံမမြင်ဆင်လာတာကို တွေ့ရပါလိမ့်မယ်အဲ့ဒီတော့ဒီစကားစုကိုဘလို့အသုံးပြုမလဲဥပမာငါချစ်သူစီကမမျော်လင်းပေးနဲ့ဖုံးခေါ်လာတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ် ငါဘဝအသေးကိုမမျော်လင်းပေးနဲ့ပိတ်ဆင်တွေစီးဝင်လာတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်။ငါရဲ့ bank account ထဲမှာငွေကြေးမြောင်များစွာကိုမြင်လဲရတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်။ငါလိုရှင်တဲ့အလုပ်အကိန်းတွေအလုပ်သစ်တွေရတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်။ ငါလိုရှင်တဲ့စကောလာရှိတွေအောင်သွားတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်။ငါလိုရှင်တဲ့နိုင်ငံရှားကိုအလေအပက်သွားရတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်။ငါလိုရှင်တဲ့အိမ်အစ်စ်ကိုပိန်ချင်ရတဲ့အခါငါစိတ်ထဲမှာပျော်ရွှင်မှုတွေကြည်နူးမှုတွေရှိတယ်။အဲ့ဒီအချိန်မှာဒီလိုခင်စားနေရတာကိုငါသဘောကျပါတယ်။ဒါတွေကမိစေတော့အနေနဲ့အဆုံးပြုနိုင်ဖို့ ဥပမာလေးတွေကိုပြီးတော့တာဖြစ်တယ်။အဲ့ဒီတော့ဘာနဲ့တွေးပေးရမလဲဆိုကိုဖြစ်ရှင်တဲ့အရာတွေဖြစ်လာတဲ့အခါဒီလိုခင်စားရတာကိုငါသဘောကျပါတယ်ဆိုတဲ့စကားလုံးနဲ့ပြောရမှာဖြစ်တယ်။ ဒီလိုရွေးဆိုပြောဆိုဖို့အဲ့ဒီမှော်ဆင်တဲ့စကားစုကို အသုံးပြုလိုက်တာဖြစ်တယ်။တနည်းအားဖြင့်ပြောမေဆိုရင်ကိုလိုရှင်တဲ့အရာတွေရလာပြီးဖြစ်လာပြီးဆိုတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာခံစားရမေးခံစားချက်တွေကို ကောင်းမွန်စွာခံစားနိုင်ဖို့အခုပြောခဲ့တဲ့မှော်ဆင်တဲ့မှော်ဝင်စကားစုကို အသုံးပြုလိုက်တာပဲဖြစ်တယ်။ ။ဓာရီဟာဒီလိုခင်စားရတာကိုငါသဘောကျပါတယ်ဆိုတဲ့စကားစုကိုအသုံးပြုပုံဖြစ်တဲ့ဒီစကားစုကိုအသုံးပြုလိုက်ရှင်းအပြင်တင့်ရဲ့ဥနှောင်းကိုပရိုဂရမ်ရေးဆွေးပေးနေတာလေးဖြစ်တဲ့အဲ့ဒီတင့်ရဲ့ဥနှောင်းကတင့်ခင်စားနေရတဲ့အရာတွေဟာတင့်ရဲ့လက်တွေ့ဘဝမှာအမှန်တကယ်ဖြစ်လာတယ်ဆိုတဲ့တက်တဲ့အထောက်အထားကိုလေးစတင်ရှာဖွေလာပါလိမ့်မယ်။ ဒီမော်ဆင်တဲ့စကားစုကိုစတင်အသုံးပြုပြီးများမကြာမီတင့်အတွဲတင်လို့ရှင်တဲ့အရာတွေစတင်ဖြစ်ပေါ်လာတာတွေကိုတွေ့ရပါလိမ့်မယ်ဖီလင်းဆိုတဲ့စိတ်ခင်စားချက်ဟာ manifestation ရဲ့ရှုဝဲချက်ဖြစ်တာမို့လို့သင်ရဲ့စိတ်ခင်စားချက်ကိုအမြင့်တဲ့တည်ရှိရှိစောင့်ကြည့်နေဖို့တော့အရေးကြီးပါတယ်။နောက်ဆုံးအနေနဲ့ပြောရှင်တာကတော့မှော်ဆင်တဲ့စကားစုဖြစ်တဲ့ ဒီလိုခင်စားရတာကိုငါသဘောကျပါတယ်ဆိုတဲ့စကားလုံးကို အခုပဲစတင်အသုံးပြုလိုက်ပါသင်လိုရှိတဲ့အရာတွေဟာမြင်မြင်ဆင်ဆင် manifest ဖြစ်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်